အမေရိကန်သမ္မတဒေါ်နယ်ထရမ်ဟာဆီးရီးယားသမ္မတအာမက်အယ်ရှာရာနဲ့ဆော်ရီအာရေဗျနိုင်ငံမှာမေ14ရက်ကတွေ့ဆုံခဲ့ပြီးဆီးရီးယားနဲ့အစ္စရေးကြားပုံမှန်ဆက်ဆံရေးထူထောင်ဖို့တိုက်တွန်းခဲ့ပါတယ်။အယ်ရှာရာရဲ့အစ္စလာမစ်ဥဆောင်တဲ့အစိုးရအဖွဲ့ပေါ်ချမှတ်ထားတဲ့ပိတ်ဆို့မှုအလုံးကိုရုပ်သိမ်းမယ်လို့အမေရိကန်ကအံအားသင့်မွေကြေညာခဲ့ပြီးတဲ့နောက်ထရမ်ဟာဆီးရီးယားနဲ့၎င်းရဲ့ကာလကြာရှည်ရံဘတ်ဖြစ်တဲ့အစ္စရေးတို့ကိုပုံမှန်ဆက်ဆံရေးထူထောင်ဖို့တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ အဲ့နောက်ထရမ့်ဟာကာတာနိုင်ငံကိုတွားရောက်ခဲ့ပြီးအမေရိကန်လေယာဉ်ထုတ်လွှတ်တဲ့ Boring Company ထံကနေချဲလေယာဉ်တွေဝယ်ယူမဲ့ကာတာနိုင်ငံနဲ့သဘောတူစာချုပ်ချုပ်ဆိုမှုကိုကြီးကြပ်ကိုခဲ့ခဲ့ပါတယ်။အမေရိကန်သမ္မတရဲ့တရားဝင်လေယာဉ်တစ်စင်းအဖြစ်အသုံးပြုဖို့ Boring ချဲလေယာဉ်တစ်စင်းလှူရမ်းမဲ့ကာတာရဲ့တီးခြားကမ်းလှမ်းချက်နဲ့ပတ်သက်ပြီးထရမ့်ကပြောကြားခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ကာတာရဲ့ကမ်းလှမ်းချက်ဟာအမေရိကန်ကိုပေးတဲ့တမိုးအကြီးဆုံးလက်ဆောင်တွေထဲမှာတစ်ခုအပောင်ဝင်ဖြစ်လာလိမ့်မှာဖြစ်ပြီးလုံခြုံရေးနဲ့ဂျင်းဝတ်တက်ခါပိုင်းအရဂရက်ရိုက်ခတ်မှုတွေနဲ့ပတ်သက်ပြီးအမေရိကန်မှာသတိပေးနှူးဆော်မှု မှုတစ်ခုဖြစ်ခဲ့ပါတယ်။ဆယ်စုနှစ်တစုကျော်ကြာပြည်ရင်းဆက်ဖြစ်ပွားခဲ့ပြီးတဲ့နောက်နိုင်ငံကိုပြန်လည်ထူထောင်ဖို့ကြိုးပမ်းနေတဲ့ဆီးရီးယားနိုင်ငံအပေါ်ပေးဆုမှုတွေကိုရုတ်သိမ်းပေးမယ်လို့ထရမ့်ကကြေညာခဲ့ပြီးတဲ့နောက်တချိန်ကအခေတာအဖွဲ့နဲ့မဟာမိတ်ဖြစ်ခဲ့ပြီးအကြမ်းဖက်အဖွဲ့အဖြစ်အမေရိကန်ကသတ်မှတ်ခဲ့မှုတဲ့လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်ဟောင်းဖြစ်တဲ့လက်ရှိဆီးရီးယားသမ္မတအေရှာရာနဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။